ဒီနေ့ညစာတုံးခြင်းထဲမှာအဓိကအနေနဲ့เนาะဘုဒ္ဓကိုမိမောင်းထိုးပြီးပြောတယ်လဲဆိုတဲ့အခါမှာအေးဝကိုမိမောင်းထိုးပြီးပြောတာဖြစ်ပါတယ်ဒါကြောင့်ခေါင်းစဉ်ကလည်းပဲအေးဝဤပုံဆောင်ချက်တဲ့ဆိုတော့လူကိုဖန်ဆင်းခြင်း၌တူးမှာအာဒံဖြစ်ပြီးနောက်တူးမှာအေးဝဖြစ်တည် ၎င်းနှစ်ယောက်နှစ်ယောက်လုံးတို့တည်းတဲ့ဖန်ဆင်းခံသောတတ္တဝမယဖြစ်ကြပြီးသူတို့ရဲ့ပုံဆောင်ခြင်းမှာအချို့နေရာမှာခြားနာခြင်းတွေရှိပါတယ်ဒီထဲမှာအာဒံဟာတဲ့သခင်ယေရှုရဲ့ပုံစံဖြစ်ပါတယ်တဲ့အာဒံဒီကြွလာမိလူရဲ့ပုံစံဖြစ်တည်ဟုဆိုတယ် ထို့ကြောင့်အာဒန်ဒီယေရှုရဲ့ပုပ္ပအရေးဖြစ်ပြီးသူဒီခရစ်တော်ကို ပုံဆောင်ခြင်းဖြစ်သည်တနည်းအားဖြင့်ဆိုတော့အာဒန်၌ဖျားသခင်ရဲ့ရည်ရွယ်ချက်မှန်သည်မြတ်ဒီခရစ်တော်၌ပြည့်စုံရန်ဖြစ်သည်အာမင်ကျွန်တော်ပထမစာပိုက်ကိုဖတ်ခြင်းဖြစ်ပါတယ် ဒီเนาะကျွန်တော်တို့စားသုံးနေတဲ့ဥစ္စာဒီနှုတ်ကပတ်တော်တွေကိုလေစိတ်ရှိဖို့ကတော့လိုအပ်တယ်စိတ်ရှိဖို့လိုအပ်ပါတယ်လို့ကျွန်တော်တို့အလင်းစလိုစားရင်ကတော့အဆင်မပြေဘူးเนาะကျွန်တော်တို့ဒီခါလေးကြိုက်အလင်းစလိုစားရင်လေကျွန်တော်တို့ဖျားတခင်ဘာဆိုလိုတလဲဆိုတာကိုကျွန်တော်တို့ကြော်သွားနိုင်တယ်ဒါပေမဲ့ပုံမှန်လေးနဲ့စိတ်ရှိလက်ရှိတစ်ခေါက်ပဲဖတ်တာမဟုတ်နှစ်ခေါက် ၃ခေါက်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်လည်းလွန်ခဲ့တဲ့အပတ်တွေကနေတောက်လျှောက်ဖတ်တယ်။အဲအမွေလျော်ဝမြောက်ရဒီနေ့အေဝါလို့ပြောတဲ့အခါမှာအေဝါကဘုဒ္ဓစီကနေထွက်လာတယ်လဲဆိုရင်အာဒံစီကနေထွက်လာတာဖြစ်ပါတယ်။ဒါကြောင့်အေဝါလို့ပြောတဲ့အခါမှာဒီနေ့လူမိမ့်မလူမိမ့်မက ဘဒုကိုထောက်မဖို့အတွက်လဲဆိုရင်လူယောက်ျားကိုထောက်မဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ခုနကျွန်တော်တို့ဖတ်သွားတဲ့အထဲမှာအာဒံကဘဒုကို ပုံဆောင်တယ်လဲဆိုရင်သခင်ယေရှုကိုပုံဆောင်တာဖြစ်ပါတယ်။ဆိုတော့အသင်းတော်ဆိုတာလည်းပဲဘဒုစီကနေထွက်လာတယ်လဲလို့ပြောတဲ့အခါမှာသခင်ယေရှုအထဲကနေထွက်လာတယ် ဒါကြောင့်အေဝါကလည်းပဲအာဒံအထဲကနေထွက်လာတာဒါအရန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါသိဖို့အဲ့ဒါကိုတဘောပေါက်တဲ့အခါကြာမှပဲအခုအသင်းတော်ဟာဘုဒ္ဓစီကနေထွက်လာတယ်လဲဆိုတဲ့ဖျားတခင်အလုတ်လောက်တာကိုကျွန်တော်တို့နားလေတဘောပေါက်ဖို့အတွက်ဖြစ်တယ်ဒီထဲမှာကြည်တဲ့အခါမှာဘာပြောလဲဆိုရင်ဖျားရဲ့ထော်ရအကြံစီတော်ကိုတဲ့ ခရစ်တော်နဲ့အသင်းတော်အဖြစ်ပြည့်ပြည့်စုံနိုင်ကြောင်းသိရတယ်။တကယ်တမ်းကျတော့အာဒံနဲ့အေဝကိုနော်ကျွန်တော်တို့ဖတ်တဲ့အခါခါတိုင်းမှာတစ်ဖက်မှာလည်းပဲဖယားတခင်ဆိုလိုတဲ့အရာကခရစ်တော်နဲ့အသင်းတော်ဆိုတာကိုလည်းသွားမြင်ဖို့လိုအပ်တယ်။ဒီထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာဘာတွေ့ရသလဲလို့ပြောတဲ့အခါမှာနော်နည်းနည်းလေးကျွန်တော်ဖတ်ချင်တယ်ဟဟလား ဤစာအုပ်ရဲ့ရည်ရွယ်ချက်မှာကျွန်တော်တို့ဘုံတော်နဲ့ပြည့်စုံတော့အသင်းတော်လို့ပြောတဲ့အခါမှာကျွန်တော်တို့ပထမရက်မှာကျွန်တော်တို့စာခဲ့ဒီမှာပါတွေ့ရလဲဆိုတဲ့အခါမှာအမျိုးသမီး၄ဦးအကြောင်းเนาะဒါပထမဆုံးရက်မှာကျွန်တော်စာခဲ့တယ်အမျိုးသမီး၄ဦးအကြောင်းကိုကျွန်တော်တို့ဘုံတော်နဲ့ပြည့်ဝတဲ့စာအုပ်မှာကျွန်တော်တို့အသေးစိတ်စာသုံးဖို့ရှိတာဖြစ်တယ်အခုစတဲ့ပြီးမှကျွန်တော်တို့ကိုပြောလာပြီ နော်ဒါကြောင့်မို့တဲ့ဤစာအုပ်ရဲ့ရည်ွယ်ချက်မှာတဲ့အာဒံဤပုံဆောင်ခြင်းကိုဆွေးနွေးရမဟုတ်ပဲတဲ့အေဝအပေါ်အတိကထား၍လိလာမည်ဖြစ်သည်အာအခုကတော့အေဝနော်လူမျိုးသမီးကိုကျွန်တော်တို့အတိကဖယားတခင်ပုံဆောင်တဲ့အရာရည်ွယ်တဲ့အရာကိုအတိကထားပြီးမှအေဝကို ကျွန်တော်တို့လိလာမှာဖြစ်ပါတယ်တဲ့ ဤနေရာ၌တဲ့ခရစ်တော်ရဲ့အလုံးနဲ့အသင်းတော်ဆက်ဆက်ပုံကိုအထူးဂယုပြုရမည်ဖြစ်ပါတယ်တဲ့ကျမ်းပိုက်နှစ်ပိုက်ပေးထားတယ်ကဘာဦးနှစ်ပြီးရင်အေဖက်ငါနောက်ကဘာဦးနှစ်ကအပိုင်ငယ်18ကနေ24အဖက်5ကတော့22ကနေ30နှစ်ထိဖြစ်တယ်။အဲ့ဒီကြမ်းပိုက်နှစ်ပိုက်ကိုဖတ်တဲ့အခါပါတွေ့ရလဲဆိုရင်နော် အမျိုးသမီးเนาะအဲ့ဒီအဲထဲမှာအမျိုးသမီးเนาะဒီထဲမှာဘာပြောလဲဆိုရင် အမျိုးသမီးကိုတွေးရမှာ ဖြစ်ပါတယ်တဲ့ပထမအမျိုးသမီးဟာတဲ့အသင်းတော်ကိုပုံဆောင်ခြင်းဖြစ်ပြီးအဲ့ဒါအေဖက်ငါးကိုပြောတာဖြစ်ပါပြီးရင်ကြဆင်းခြင်းမတိုင်ခင်ပေါ်လာခြင်းဖြစ်ကတဲ့เนาะဒုတိယအမျိုးသမီးမှာတဲ့ ကဘာမတိမရှိမီဖျားတခင်အကြံအစီတော်ထဲ၌တဲ့ရှိပြီတာဖြစ်တော်လဲကြဆင်ခြင်းပြီးမှထင်ရှားလာသည်တဲ့တကယ်တမ်းကျွန်တော်တို့အဲ့ဒီကဘာဦးနှစ်မှာဖတ်တဲ့အခါမှာနဲ့အေဖက်၅မှာဖတ်တဲ့အခါမှာအမျိုးသမီးကဘာဦးနှစ်ကတကယ်တမ်းကြတော့လူကိုအသေးစိတ်ဖန်ဆင်းခြင်းဖြစ်တယ် တပြောချင်းနဲ့ကဘာဦးတစ်အငယ်33မှာဖယားကဖန်ဆင်းခြင်းအလုံးကိုကြည်ပြီးမှပါဖြစ်လေအယံကြည်နဲ့သွားတယ်အလွန်ကောင်းတယ်အလွန်ကောင်းတယ်ဆိုတာဘဒုဘာပါလဲဆိုရင် အမျိုးသမီးပါပါတယ်အဲ့ဒီ6ရက်မြောက်တော်နေ့ပါအမျိုးသမီးပါပါတယ် တပိမဲ့ကဘာဝူချန်ခန်းကြီးနှစ်ကဘာကိုအဓိကပြောတာလဲဆိုရင် လူကိုဘလို့ဖန်ဆင်းတယ်လဲဆိုတာအသေးစိတ်ဖန်ဆင်းခြင်းကိုပြောတာကဘာဝူချန်ခန်းကြီး၃ရောက်တော့ဘာကိုပြောတာလဲဆိုရင် လူအပြစ်ထဲမှာဘလို့ကြဆင်းသွားတယ်ဆိုတာကိုပြောတာတကယ်တမ်းကျတော့ကဘာဝူချန်အခန်းကြီးနှစ်မှာကလူကိုအသေးစိတ်ဖန်ဆင်းခြင်းကိုကြည့်တဲ့အခါမှာလူကလေကောင်းအောင်ဖန်ဆင်းခြင်းခံရတာ ထပ်ပြောမှထပ်ပြောမယ်စုံလင်းအောင်ဖန်ဆင်းခြင်းခံရတယ်အပြစ်မရှိသေးအဲ့ဒီကပ္ပဦးနဲ့မှာလူကိုအသေးစိတ်ဖန်ဆင်းတဲ့အခါမှာဒါပေမဲ့အဖက်ငါရောက်လာတဲ့အခါကျတော့ဘာဖြစ်သွားပြီလဲကြဆင်းသွားတော့ကြောင့်ရွေးနှုတ်ခြင်းပြန်လုပ်ရတာအဲ့ဒီရွေးနှုတ်ခြင်းကဘာလဲခရစ်တော်ကခုနပြောခဲ့တဲ့အတိုင်းသခင်ယေရှုခရစ်တော်ကအာဒံကိုပုံဆောင်အာဒံအထဲကနေဘုသူထွက်လာတယ် ေဝထွက်တာခရစ်တော်အထက်ကနေဘုရုထွက်လဲအသင်းတော်ထွက်လာအမျိုးသမီးเนาะအဲ့ဒီတဲမှာနှစ်ဦးတွေ့ရပြီဒါကြောင့်တဲ့ဒီနေ့တဦးကတဲ့ကြဆင်းခြင်းမတိုင်မီထင်ရှားတယ်တဲ့ခုနပြောပြီတဦးကြဆင်းခြင်းမတိုင်မီနောက်တဦးမှာတဲ့ကြဆင်းပြီးမှဖြစ်တော်လဲတဲ့ကြဆင်းပြီးသွားတဲ့အခါအဲ့ဒါပြန်လဲပြီးမှအသင်းတော်ကိုရယူခြင်းအကြောင်းကိုပြောတာ ဖရာရဲ့အမြင်နိုင်မှာမူတဲ့ခြာနာမှုမရှိပါဘူးတဲ့เนาะခြာနာမှုမရှိပါဘူးဒါကြောင့်မို့တဲ့အသင်းတော်ဒီကဘာဥကျန်အခန်းကြီး2၌အေးဝဖြစ်တယ်ဖရာတခင်ဒီခရစ်တော်ကိုပုံဆောင်ရန်အာဒံကိုဖန်ဆင်းပြီးတဲ့เนาะအသင်းတော်ကိုပုံဆောင်ရန်အတွက်အေးဝကိုဖန်ဆင်းတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နားလေတဘောပေါက်ဖို့ရန်အတွက် အာဒံကိုမြင်တဲ့အခါမှာကျွန်တော်တို့ကိုဘုဒ္ဓကိုမြင်ဖို့လိုအပ်လဲဆိုရင်ခရစ်တော်ကိုမြင်ဖို့လိုအပ်တယ်။တော့ဒါကြောင့်မို့အေဝါကိုမြင်တဲ့အခါမှာဘုဒ္ဓကိုမြင်ဖို့လိုအပ်လဲဆိုရင်အသင်းတော်ကိုမြင်ဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတဲ့အခါမှာအာဒံကိုလေဖန်ဆင်းပြီးတဲ့အခါမှာလူကိုအသေးစိတ်ဖန်ဆင်းခြင်းကိုခုနကျွန်တော်ပြောခဲ့တယ်ဘယ်မှာတွေ့ရလဲကပ္ပဦးနှစ်တကယ်တမ်းကြောက်ကပ္ပဦးတစ်အပိုက်ငယ်33ကလေ အကုန်ပြည့်ပြည့်စုံအောင်ဖန်ဆင်းတယ်နော်အဲ့ဒီမှာဘုရားကပါလေလူလူလုံးပြောရင်လူယောက်ျားနဲ့လူမိန်းမပါပါတယ်တပိမဲ့လူမိန်းမကိုဘလို့ဖန်ဆင်းတယ်လဲဆိုတော့လူကိုဖန်ဆင်းခြင်းအသေးစိတ်ကိုကြတော့ကဘာဦးနှစ်မှာပြန်ရေးထားတယ်ဒါကြောင့်မို့၆ရက်မြောက်တော့နေ့မှာဖန်ဆင်းပြီးတဲ့အခါကျမှတတ္တမရက်မှာဘာဖြစ်လဲဖခါကအနာယူတာဒါမှမဟုတ်ဆိုဖခါတကယ်အနာယူလို့မရဒါကြောင့်ဖခါကလေခုနက ျွန်တော်တို့ဖတ်သွားတဲ့အခါမှာလူယောက်ျားကိုဖန်ဆင်းပြတဲ့အခါမှာကြည်သေးတယ်တိလားပရိသတ်တွေလည်းခေါ်လာသေးတယ်လူကလည်းပဲပါဖြစ်လဲနာမည်လည်းပေးသေးတယ်တပိမဲတဲ့အလုံးကားတဲ့လူယောက်ျားအတွက်အထောက်မှမဖြစ်ဒီမှာဒီမှာသူရေးထားတာသိကောင်းတယ်နော်ဒီထဲမှာသူဘာပြောသလဲဆိုတဲ့အခါမှာ အဲအဲအဲ thank you jesus အော်ဒီဘက်မှာကျွန်တော်တစ်ချက်လေးဖတ်ခြင်းတယ်ဟဟလာဖယားတခင်ဒီတဲ့အသက်ရှင်သောတတ္တဝါဟူသည်။ကို အာဒံထံသို့ပထမဦးစွာ ခေါ်ဆောင်လာခဲ့တော်လေကဘာဦးနှစ်မှာဖတ်ကြည့်ပါအဲ့ဒီအရာကိုတွေ့ရမှာဖြစ်တယ်လူမိမောင်မဖတ်စင်ခင်မှာတတ္တဝါဒီကိုအရင်ခေါ်လာတာနော်အရင်ခေါ်လာပထမဦးဆုံးခေါ်လာတော်လေတဲ့သူ့အတွက်အထောက်အမ ဖြစ်နိုင်မိသူလက်စုံတူးမြမရှိခဲ့ဘူးတဲ့ခေါ်လာတာခေါ်လာပြီးမှဖြစ်လေအဲ့ဒီတိရစ္ဆာန်အကုန်လုံးကိုနာမည်ပေးခိုင်းတာဘုရုပေးခိုင်းတာလေလူကပေးတာဖះပေးတာမဟုတ်ဘူးတိရစ္ဆာန်ကိုနာမည်ပေးတာချီဘလောက်အထီးလူဟာမကြစင်းခင်မှာဖះတခင်ပေးတဲ့ညံတော်ဟာလာဖះတခင်ပေးတဲ့အစွမ်းတတ္တိတွေနဲ့ပြေဝတယ်လဲဆိုရင် ်တရိษံတွေရဲ့နာမည်ပေးတာထပ်တောင်းမထပ်ဘူးဘလောက်များတဲ့တရိษံတွေအော်ဇီယာကောင်းတယ်နော်အဲ့ဒါမကြဆင်းခင်မှာတရိษံတွေခေါ်လာတဲ့အခါမှာတဲ့သူ့အတွက်အဆင်မပြေဘူးတဲ့အထောက်မှမဖြစ်ဘူးတဲ့ညီကြီးပေါ်မှာတဲ့ဖန်ဆင်းတမျှတော့အသက်ရှင်သည့်တတဝါခုတမျှတည်းတဲ့အာဒံအဖို့နော်ထောက်မှဖို့အတွက်မဖြစ်နိုင်ဘူး ဒါကြောင့်မို့ဘာလို့ရလဲဆိုရင်လူယောက်ျောက်ကြီးတဲ့အခါမှာတယောက်တည်းမနေကောင်းဆိုပြီးတဲ့အခါမှာအေးဆက်လိုက်တဲ့အခါကျတော့အိတ်ဒေးဆိုတာတီးဖို့လိုအပ်တယ်အာတံကိုကြီးစွာတော့အိတ်ဆက်ခြင်းအိတ်ဒေးစွာဘာကိုပြောရလဲသိခြင်းကိုပြောတာကြီးစွာတော့အိတ်ဆက်လိုက်တဲ့အခါမှာဘာဖြစ်လဲအာဒံရဲ့နံယိုးကို ထုတ်ပြီးမှ လူမိမကိုတဲ့ဒီထဲမှာပါ ပြောလဲဆိုရင်ထို့တို့အိပ်ပျော်စင်တဲ့နံယိုးတချောင်းကိုဖရာခင်ထုတ်ပြီးလင် ထိုအယိုးအစာအသားကိုစိဆက်တော်မူ၏အာမင်ထောင်ရရှင်ဖရာခင်ဒီလူအထဲကထုတ်တော်နံယိုးဖြင့်လူမိမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တယ်ဒါကြောင့်မို့ လူမိမဆိုတဲ့ဧဝကလေဘဒုစီကနေထွက်လာတာလဲဆိုရင်အာဒံစီကနေထွက်လာတာအာဒံကြီးဆိုတော့အိတ်ချင်းနဲ့အိတ်တဲ့ခါကျတော့လူမိမဖြစ်တဲ့ဧဝထွက်လာထိုနည်း၎င်းခရစ်တော်ကကြီးဆိုတော့အိတ်ချင်းနဲ့အိတ်တဲ့အခါမှာဘဒုထွက်လာလဲဆိုရင်အသင်းတော်ဆိုတဲ့ခရစ်တော်ရဲ့ တတို့သမီးထွက်လာတာအာမင်ဒါကြောင့်ခရစ်တော်ကအသေးမခံဘဲနဲ့သူ့ရဲ့အသင်းတော်တတို့သမီးထွက်လာစရာအကြောင်းမရှိအာဒံကလည်းပဲကြီးစွာအိတ်ချင်းမရှိဘဲနဲ့သူ့ရဲ့ဇနီးတဲ့ဖြစ်တော်အေဝထွက်လာစရာအကြောင်းမရှိဒါပေမဲ့အာဒံဟာကြီးစွာတော့အိတ်ချင်းနဲ့အိတ်တဲ့အခါမှာဖယားသိမ့်ကောင်းတဲ့ နံယိုးထုတ်ပြီးမှသူ့အတွက်လူမိမကိုဖန်ဆင်းပေးတယ်ဟာအဲ့ဒီလူမိမကိုမြင်တာနဲ့လေချစ်လိုက်တာပြောမနေနဲ့ငါအယိုးထဲကအယိုးတဲ့ငါအသားထဲကအသားလူယောက်ျားပြောတာဒါကြောင့်မို့လူမိမကဘုရုစီရကျွန်တော်တို့ကလေအဲ့ဒါဆွေတော်ရက်ကိုတွေ့ဘူးကြလားမသိတွေ့ဘူးမဲလို့ညော်လင့်ပါ တက်ဆွဲတော်ရက်ကနှစ်ရွက်ပေါက်မှသူရဲ့ဖြစ်တာတကယ်တမ်းကျတော့လူမိမ့်မဆိုတာကလေအာဒံရဲ့ကိုယ်ထဲမှာရှိတော်တဝက်ဖြစ်တယ်တဝက်ဖြစ်တယ်အာဒံအထဲကနေထုတ်လိုက်တော်ကြောင့်အမှန်ကလူယောက်ျားကတဝက်ဖြစ်ပြီးတော့လူမိမ့်မကအာဒံအထဲကနေထွက်လာတဲ့နောက်တစ်ချမ်းဖြစ်တယ် ဒါကြောင့်မို့ तू อ่ะဘာဖြစ်တယ်လဲဆိုတာတစ်ဝမ်းဖြစ်တာအာဒံတယောက်ပဲနေကြည့်ဖက်ပဲ့နေတယ်မရမရဒါကြောင့်အာဒံအတွက်ဘာဖြစ်လဲဆိုအထဲကနေထွက်လာတဲ့လူမိမ့်မရောက်လာတဲ့အခါကျမှဝမ်းဖြစ်သွားတာထို့နည်း၎င်းအတင်းတော့ဒီနေ့ဒီထဲမှာတိတ်ကောင်းတယ်နော်တိတ်ကောင်းတယ်ကျွန်တော်နေလေထပ်ဖတ်ခြင်းပါသေးတယ်လို့တအားစားလို့ကောင်းလို့ ဒီထဲမှာဘာတွေ့ရလဲဆိုတဲ့အခါမှာဖယားတခင်ဒီတဲ့အသင်းတော်ကိုတိဆောက်ရခြင်းဤရွယ်ချက်မှာခရစ်တော်ဤအထောက်အမအဖြစ်ရရှိရန်ဖြစ်တည်တဲ့ခရစ်တော်တပါးဒီဆိုရင်တဲ့တဝက်တာဖြစ်ပြီးတဲ့အခြားတော်တဝက်ဖြစ်သည့်အသင်းတော်ရှိရအုံးမီဖြစ်သည်ကြည်စမ်းတဝက်ဒါကြောင့်လူဒီတဲ့တယောက်ဒီမနေကောင်းဟူ၍ဘုရားသခင်မိန်တယ် ဒါကြောင့်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းအေဝါကဘုသူစီကနေထွက်လာတာလေအဒံစီကနေထွက်လာတာဒါကြောင့်အာဒံနဲ့အေဝါပေါင်းမှသစ်ဖြစ်တာဒါကြောင့်မို့အေဝါကအာဒံရဲ့အထောက်အမဖြစ်တာထို့နည်း၎င်းအသင်းတော်ဟာတဲ့ဒီနေ့နော်ဒီထဲမှာအသင်းတော်ဟာတဲ့ဘုသူစီကနေထွက်လာတာလေ ခရစ်တော်စီကနေထွက်လာတာဒါကြောင့်မို့ခရစ်တော်စီကနေမထွက်လာတဲ့ဥစ္စာကအတင်းတော်လည်းမဖြစ်နိုင်ဘူးတဲ့နော်အဲကြောင့်ဒီနေ့ကျွန်တော်တို့အယောက်ချင်းစီတိုင်းတဘောပေါက်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့နော်အမလီတခါတည်းကြိုင်ဖြစ်တတ်တယ်လीตาရီတမီရီအွယ်ရောက်ပြီလာရေနှစ်ရေနှစ်လောက်ရတယ်နော် ဒါပေမဲ့တော့ခရစ်တော်အထဲကနေမထွက်လာဘူးဆိုရင်အဲ့ဒါဖျားဖျားရဲ့เนาะတို့သမီးဖြစ်မလာသေးထပ်ပြောမယ်အသင်းတော်ထဲမှာမဖျားတခင်ဆိုလိုတဲ့အသင်းတော်ထဲမှာမရောက်သေးဘူးเนาะဘယ်အထဲမှာပဲရှိသေးတယ်လဲဆိုရင် ခရိယန်ဆိုတဲ့အထဲမှာကွာတယ်เนาะထပ်ပြောမယ်ဒီနေ့ကျွန်တော်တို့အားလုံးက ယုံကြည်သူဆိုတာဘ ᱹ အထဲကနေထွက်လာတော့သူလဲဆိုခရစ်တော်အထဲကနေထွက်လာတော့သူအဲ့ဒါတီကိုတီးရမယ်မတီးလို့ကိုမရတကြမို့တင်ဒီဖျားသားဖြစ်တယ်ယုံကြည်သူဖြစ်တယ်ဆိုတာကရည်နှစ်ချင်းခံလို့ယုံကြည်သူဖြစ်တာမဟုတ်ဘူးရည်နှစ်ချင်းခံလို့ဖျားသားဖြစ်တာမဟုတ်အဲ့လိုပြောလို့ကျွန်တော်ထပ်ပြောမယ်နော်ရည်နှစ်ချင်းမခံရဘူးလို့ကျွန်တော်ပြောတာလုံးဝမဟုတ်ကျွန်တော်တို့ကပထမဦးဆုံး ဘယ်အထဲကနေထွက်လာတော့သူ ဖြစ်ရမလဲဆိုရင်ခရစ်တော်အထဲကနေထွက်လာတော့သူအဲ့ဒါကိုပြောခြင်းတာအဲ့ဒါကိုပြောခြင်းခရစ်တော်အထဲကနေထွက်လာတဲ့အခါကြာမှပဲကျွန်တော်တို့ကခရစ်တော်နဲ့ဘာလို့လို့ရလဲဆိုတော့ identify လို့လို့ရသွားတယ်ခုနအေဝါကလည်းပဲဘုသူအထဲကနေထွက်လာလဲဆိုအာဒံအထဲကနေထွက်လာတော့ကြောင့် အာတန်ကိုထောက်မတော်သူဖြစ်သွားတယ်တလုံးတဝဖြစ်သွားတာဒီနေ့အဲ့ဒါသိဖို့အရန်အရေးကြီးတယ်ဒီနေ့ဒီထဲမှာစားသုံးရတာတော့အရန်ပယ်မွေ့လျော်ဝမ်းမြောက်ရတယ်နော်ဒါကြောင့်မို့ဒီထဲမှာရောက်လာတဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဖယားတခင်ဒီတဲ့တပါတီတော်သားတော်ရှိရန်တာအလိုရှိခြင်းမဟုတ်ပဲတဲ့။တာများစွာရှိရန်အလိုရှိပါတယ်တဲ့။ထို့အများသောသားတို့သည် တပါတီတော်တာကဲ့သို့ဖြစ်ရမည်တဲ့ဤကြံပိုက်များအားဖြင့်တဲ့အကယ်၍အသင်းတော်ဒီခရစ်တော်နှင့်ထတ်တူထမြတ်ဖြစ်သောအခြေအနေ၌မရှိပါကဖျားသခင်အနာယူနိုင်မည်မဟုတ်ပါအာမင်အာဒတ်ဦးတီနော်ဒီနေ့ဖျားကအနာယူနိုင်တယ်ဆိုတာကအာဒံအတွက် အထောက်မှဖြစ်တဲ့အေဝကိုဖန်ဆင်းပြီးလို့အနာယူတာဒါကြောင့်6ရက်မြောက်တော်နေ့မှာလူကိုဖန်ဆင်းတယ်တတ္တမမြောက်တော်နေ့မှာဖရာအနာယူတာဘာကြောင့်မို့လဲဖရာရဲ့ဖန်ဆင်းခြင်းအလုံးကိုအုပ်ဆိုးဖို့နိုင်ဖို့အဲ့ဒါအရေးကြီးတယ်နော်ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဒုက္ခပေးတဲ့နော်ကျွန်တော်တို့ရဲ့ယံသူရှိတယ်အဲ့ဒါစတဲ့မနဲ့ပဲ ဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကိုပြောတယ်နော်။ဘာပြောသလဲလို့ပြောတဲ့အခါမှာဒီထဲမှာကျွန်တော်နည်းနည်းလေးဖတ်ချင်ပါတယ်ဟုတ်လား။အောင်မြင်တော့တဲ့ခရစ်တော်နဲ့အောင်မြင်တော့အသင်းတော်ဖခင်တခင်လိုချင်တာကအောင်မြင်တော့ခရစ်တော်ပဲမဟုတ်အောင်မြင်တော့အသင်းတော်လည်းပေါင်းစည်းရဖြစ်ပါတယ်တဲ့နော်။ကျွန်တော်ထိတ်ကနေနည်းနည်းလေးဖတ်လိုက်မယ်နည်းနည်းလေး ဟိုစာလုံးလေးเนาะအရှိနောက်တဲ့သွားဖရာတခင်ကလူဒီတယောက်တည်းမနေကောင်မိန်တော်မူသည်တဲ့တနည်းအားဖြင့် အာတန်နဲ့အေဝနှစ်ယောက်လုံးရှိမှเนาะနှစ်ယောက်လုံးရှိရင်ဖရာတခင်အလိုတော်ရှိပေသည်သူ့ရဲ့ရည်ရွယ်ချက်မှာတဲ့အဲ့ဒီရည်ရွယ်ချက်ကို ပြောထားတယ်เนาะအာတန်နဲ့အေဝဘာကြောင့်ရှိရသလဲဆိုတဲ့ရည်ရွယ်ချက်မှာ အောင်မြင်တော်ခရစ်တော်နဲ့အောင်မြင်တော်အသင်းတော်ပေါင်းစည်းရင်ဒါကြောင့်အာဒံနဲ့အေဝကို အခုခရစ်တော်နဲ့အသင်းတော်ကို ပုံဆောင်ပြီးမှ ပြောနေတယ်ဆိုတာကို ကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့တဲ့၎င်းမားတဲ့မနက်ရက်လှုပ်ဆောင်ချက်များအပေါ်အောင်မြင်တော်ခရစ်တော်နဲ့မနက်ဤလှုပ်ဆောင်ချက်များကိုသွန်းလန်တော်အသင်းတော်ပေါင်းစည်းရန်တော်။အောင်မြင်တာကလေခရစ်တော်ပဲအောင်မြင်တာဖျားမလို့ချက်။ဇနီးတဲ့ဖြစ်တဲ့အသင်းတော်ပါ အောင်မြင်ဖို့အတွက်ဖျားလို့ရှိတယ်။အာမင်။ဒါဖျားရဲ့ အကျံစီဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ရည်ရွယ်ချက်မှာတဲ့အုပ်ဆိုးတော်ခရစ်တော်နဲ့အုပ်ဆိုးတော်အသင်းတော်ရရှိဖို့ရန်အာမင်။ဒါကြောင့်မနေ့တုန်းကလည်းအသင်းတော်ထဲမှာကျွန်တော်စီစဉ်ခဲ့တယ်။ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာဖခင်ကအုပ်ဆိုးဖို့လို့ပြောတဲ့အခါမှာမြေကြီးကိုအုပ်ဆိုးဖို့အတွက်ကမ္ဘာဥသ26 29 28မှာဖခင်ရဲ့အကြံစီရည်ရွယ်ချက်ဖြစ်တယ်။ ုတိယဖန်ဆင်းထားတဲ့အရာအလုံးပေါ်မှာအုပ်ဆိုးဖို့ဆိုးဆန့်ဖို့ဒီနှစ်ခုရဲ့ပြေဝဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာဘာနဲ့ပြေဝဖို့လိုအပ်တယ်လဲဆိုရင်ဖရားရဲ့အတ္တနဲ့ပြေဝဖို့လိုအပ်တယ်။ဖန်ဆင်းခံအတ္တနဲ့ပဲအတ္တရှင်ရင်ကျွန်တော်တို့ကြဆင်းဖို့ပဲလိုအပ်။ကြကြဆင်းဖို့အကြောင်းပဲဖြစ်တယ်။ဒါပေမဲ့ ဖန်ဆင်းခံအသက်ထဲမှာဖန်ဆင်းရှင်ရဲ့အသက်နဲ့ပြေးဝလာတဲ့အခါမှာခုနပြောတဲ့အတိုင်းပဲဖခင်ရဲ့ရည်ရွယ်ချက်ကအုတ်ဆိုးတော်ခရစ်တော်နဲ့တဲ့အုတ်ဆိုးတော်အသင်းတော်ရှိဖို့ရန်အတွက်ဖခင်အလိုတော်ရှိတယ်ခရစ်တော်ရှိရန်ဖခင်တခင်အလိုတော်ဆန္ဒရှိပြီးတဲ့ခရစ်တော်နဲ့တူညီတော်အသင်းတော်ရှိရန်အတွက်လည်းအလိုဆန္ဒရှိတယ်ခရစ်တော်အုတ်ဆိုးရန်တာဖခင်တခင်အလိုတော်ရှိပြီးမဟုတ် အသင်းတော်ဒီတဲ့ခရစ်တော်နဲ့အတူအုပ်ဆိုးရန်လဲအလိုတော်ရှိသည်အာမင်ဒါကြောင့်မနေ့တုန်းကကျွန်တော်တို့စီစဉ်ခြင်းထဲမှာငါတို့အားအောင်ခြင်းအခွင့်ကို ပေးတော်မူသောယေရှုခရစ်တော်ရဲ့ကြီးစိုးတော်ဟာကြီးလားစွာတကားတဲ့အာမင်ဒီလေဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာခင်ပွန်းတယ်နဲ့စနီးတယ်ဟာတစ်1ဖြစ်ပါတယ်နှစ်ဦးမဟုတ် ဒါကြောင့်ဖယားတခင်ကိုယ်တိုင်ကထိမ်းမြားထားတဲ့ဒီအိမ်ကလေနှစ်ဦးမဟုတ်တော့ကြောင်း क्वे ပြားစရာအကြောင်းမရှိနှစ်ဦးဖြစ်ရင်ကတော့ क्वे မယ်ဝမ်းဖြစ်တော့ကြောင်း क्वे စရာအကြောင်းမရှိခုနပြောပြီးပြီလူမိမကလူယောက်ျားကနေထွက်လာတော့ကြောင်းငါအယိုးထဲကအယိုးငါအသားထဲကအသားအဲ့ဒါတဝက်တဝက်ဝမ်းဖြစ်တာခုနပြောပြီးပြီ ခရစ်တော်အထဲကနေကျွန်တော်တို့ထွက်လာတော့ကြောင်းအသင်းတော်ထွက်လာတော့ကြောင်းတဝက်တဝက်ဝမ်းဖြစ်တာအဲ့ဒါအာမင်ဒါကြောင့်တဲ့ကျွန်တော်တို့ဒီနောက်ထဲမှာနည်းနည်းလေးကျွန်တော်ထပ်ဖတ်လိုက်ရင်းနဲ့ဤကုန်ချုပ်ချင်းတယ်နော်ဒီထဲမှာဘာတွေ့ရလဲဆိုရင်အာဒံတူတီတာလင်းတဲ့ဘုရားတခင်ရဲ့ပုံတရံတော်နဲ့အညီ ချစ်တီမဟုတ်ပဲတဲ့အေးဝလည်းထို့နီးသူ ဖြစ်ပါတယ်တဲ့ခရစ်တော်၌တာဘုရားသခင်ရဲ့အသက်ရှိတီမဟုတ်ပဲတဲ့အသင်းတော်၌လည်းဘုရားရဲ့အသက်ရှိပါတယ်အာမင်သခင်ယေရှုကိုရောကို အမြဲတမ်းလိုအပ်ပါတယ်တကြောင်ဒီနေ့အေဝါဆိုတာဟာ အာဒံကနေထွက်လာသလိုအသင်းတော်ဆိုတဲ့ယုံကြည်သူတွေဟာလည်းပဲခရစ်တော် ခင်မိုးနယ်ဖြစ်တဲ့ခရစ်တော်ဆီကနေထွက်လာတာဖြစ်ပါတယ်ဒီနေ့ခင်မိုးနယ်ဖြစ်တဲ့ခရစ်တော်အောင်မြင်သလိုဇနီးတဲ့ဖြစ်တဲ့အသင်းတော်လည်းအောင်မြင်ဖို့အတွက်ဖျားတခင်ရည်ဝဲထားတယ်ဆိုတော့ဒီနေ့เนาะဧဝရဲ့ပုံဆောင်ချက်စာသုံးရတာလေးကိုစစ်စင်ပါတယ်တခင်ယေရှုကိုရောကိုချိန်တိုင်းလို့အပ်ပါ၏အာမင်